ူဖန်းခံရစင်မှာသတင်းတစ်ချက်မမေးတဲ့အေးချမ်းမောင်ကိုအခုလိုတဲ့ပြောလာတဲ့ချွန်လွင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ကောင်းစားအောင်မြင်နေချိန်မှာဆေးရဆေးရဆိုပြီးလာဖားပေမဲ့အဖန်းခံရချိန်မှာသတင်းလေးတောင်တစ်ချက်လာမမေးပို့စတင်ပေါ်တောင်မရတဲ့အေးချမ်းမောင်ကိုတဲ့ဖြုတ်လိုက်တာကတော့မော်ရယ်အေဂျင်စီပိုင်းရှင်ဂျွန်လွင်ဖြစ်ပါတယ်။ ဒါအပြင်တချို့သောအနုပညာရှင်တွေကဂျွန်လွင်အဖမ်းခံရချိန်မှာတော့သူတို့ပါအဖမ်းခံရမှာဆိုလို့ငြိမ်းချက်သာပျောက်ချက်သာကောင်းနေကြပြီးတော့ဂျွန်လွင်လွတ်လာတော့မှဥရဖာယာဆူတောင်းနေကြတာတွေလည်းရှိပါတယ်။ဒါကြောင့်လည်းအခုဆိုရင်ဂျွန်လွင်တယောက်မြန်မာနိုင်ငံကလူတွေရဲ့အကြောင်းကိုလည်းကောင်းကောင်းသိသွားပြီလို့ပြောပြခဲ့ရပါဒီမတိုင်ခင်မှာတော့ဂျွန်လွင်ကိုအနုပညာလောကရဲ့ခေါင်းကိုင်ဖခင်ကြီးလို့သတ်မှတ်ကြပါတယ်။ Star Talents and Small Agency တီထောင်ထားတဲ့အကျုံးလေးဟာအနုပညာလောကမှာနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မော်ဒယ်မင်းသားမင်းသမီးတွေများစွာကိုမွေးထုတ်နိုင်ခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့သရုပ်ဆောင်မင်းသားအကယ်ဒမီမြင့်မြန်အကယ်ဒမီအေဂျင့်မောင်အလင်းရောင်နဲ့တခြားသောနာမည်ကြီးမင်းသားမင်းသမီးတွေအားလုံးဟာဂျွန်လွင်ရဲ့ Model Agency တင်နန်းတက်ပြီးမှနာမည်ကြီးအနုပညာရှင်တွေဖြစ်လာခဲ့ကြတာပါ။ လက်တလုံးမှာနာမည်ကြီးနေတဲ့ model အလှမဲ့အသေးစုငိမ့်တောင်ဂျွန်လွင်ရဲ့ model တင်နန်းကိုတက်ရောက်ခဲ့ပူပါတယ်။ဒါကြောင့်လဲအနုပညာရှင်တွေတော်တော်များများဟာဂျွန်လွင်ရဲ့ကျေးဇူးနဲ့မကင်ပါဘူး။ဒါကြောင့်လေအေဂျင့်မောင်ဟာပြေခဲ့တဲ့နှစ်မှာတော့အမျိုးသားဇက်ပိုအကယ်ဒမီဆုရသွားတော့စင်နောက်မှာရှိတဲ့ဆရာဖြစ်သူဂျွန်လင်ကိုဖတ်ပြီးရောအာရပါရအငူရှာတာကိုတွေ့ရပါတယ်။အေဂျင့်မောင်ကဆရာဂျွန်လင်ဟာဖခင်တယောက်ဆရာတယောက်လိုမျိုးဖြစ်ကြောင်းသူအခုလိုအောင်မြင်မှုရတာကလည်းဆရာဂျွန်လင်ကြောင့်မှာဆိုပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။ ဂျွန်လင်ကိုရိုင်ကလည်းအကယ်ဒမီဆူရသွားတဲ့တပည့်လေးအေးချမ်းမောင်အတွက်ဝမ်းသာမျက်ရည်ဖြည့်မစင်နိုင်အောင်ဖြည့်ခဲ့ရပြီးတော့ရွှေငါးချက်သာဆုချခဲ့ရလဲဖြစ်ပါတယ်။ဒီလိုမျိုးနုပညာလောကရဲ့ခေါင်းကင်ဖခင်ကြီးဖြစ်တဲ့ကျွန်းလွင်ဟာပြီးခဲ့တဲ့ရသက်တပတ်မှာတော့သက်ဆိုင်ရာအာနာပိုင်တွေရဲ့ဖန်စီထိန်ထိန်ချင်းကိုခံခဲ့ရပါတယ်။ကျွန်းလင်တယောက်ဒီလိုမျိုးဖန်စီခံရချိန်မှာအေးချမ်းမောင်ပါဝင်ဆရာဆရာဆိုပြီးတော့ဖားရနေကြတဲ့အနုပညာရှင်တွေဟာပို့စလင်းတောင်မတင်ရကြတော့ပါဘူး။ ထိုင်းနိုင်ငံမှာအလုပ်ကိစ္စနဲ့ရောက်ရှိနေခဲ့တဲ့ဂျွန်လွင်ဟာဇွန်လ၄ရက်၅ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်ရောက်ရှိပြီးတော့စစ်ဆေးမေးမြန်းစရာရှိလို့ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ဂျွန်လင်တယောက်ဒီလိုမျိုးအဖမ်းခံရတဲ့ပုံမှာထွက်လာတဲ့တချို့သောကောလာဟလသတင်းတွေကတော့ခိုင်နေဝင်နဲ့ပြဿနာတက်လို့အဖမ်းခံလိုက်ရတယ်ဆိုတာပါပဲတကယ်တမ်းမှာတော့ဂျွန်လင်ဟာနိုင်ငံသားကနေနိုင်ငံရေးလုပ်နေတဲ့အဆိုတော်ချမ်းချမ်းရောင်းချတဲ့အလားကုန်ပစ္စည်းတွေကိုဝယ်သုံးပြီးလို့စစ်ဆေးခံရတယ်လို့သိရပါတယ် ဂျွန်လင်ဘားကြောင့်မဲ့အဖမ်းခံရခံရဂျွန်လင်ကအောင်မြင်အောင်ဆင်တင်တင်ကြားပေးခဲ့တဲ့အနုပညာရှင်ဆိုတဲ့သူတွေဟာဂျွန်လင်အဖမ်းခံရတော့ဘသူမှစိတ်ပူတယ်အဆင်ပြေလားအဆင်ပြေပါစေစသဖြင့်ဆူတောင်းတာစပီကောက်လောက်တာမျိုးတွေမရှိခဲ့ပါဘူးအားလုံးဟာဂျွန်လင်လိုမျိုးအဖမ်းခံရမှာကိုကြောက်ကြပါတယ်ဂျွန်လင်အောင်မြင်နေချိန်မှာတော့ဆရာဆရာဆိုပြီးတော့ဖားမဲ့သူတွေကတပုံကြီးပါပဲ ဂျွန်လင်ဖန်းခရချိန်မှာတော့ရင်ငုံနှုတ်ပိတ်နေနေကြတာပါဒါကြောင့်လဲလူတွေကဒုက္ခရောက်ချိန်မှာရှောင်ဖဲကြတဲ့လူသဘာဝကိုဂျွန်လင်ကပို့စတင်ပြီးတော့သယောခဲ့တာပဲဖြစ်ပါတယ်ဂျွန်လင်တယောက်ပြန်လဲလွမြောက်လာတဲ့ဆိုမှသာအနုပညာရှင်တွေဟာတခိုးပြေးမှထိုးဝင်ထဆိုသလိုမျိုးဂျွန်လင်အဆင်ပြေပါစေ၊ကျန်းမာပါစေဆိုပြီးတော့ဆုတောင်းနေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်လဲလူတွေအကြောင်းကိုတော့ဂျွန်လင်တယောက်နားလဲလောက်ပြီလို့ဆိုရမှာပါ ပရိသတ်တွေကရောလူလောကကြီးအကြောင်းကိုသိသွားတဲ့ဂျုံလင်ကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။